္ဂလာပါရှင်။ Story Corner မှာကြိုဆိုလိုက်ပါရစေ။ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆ iam စပယ်ဖြူနုရေးထားတဲ့မျက်နာလွှဲဤမလွှဲဤဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။မျက်နာလွှဲဤမလွှဲဤ တမီလေးလမ်းတွေလေးတဲ့လျှောက်လာနေခိုက်ခေါ်တန်းတစ်ခုသည်ကျမ၏နောက်ကျောဘက်စီကပေါ်ထွက်လာခဲ့တာဖြစ်ပါသည်ပထမတော့ဒီခေါ်တန်းဟာကျမကိုရည်ညွှန်းနေကြောင်းမသိခဲ့ပါဘူးလမ်းကလူသွားလူလာရှိသေးသည်မဟုတ်လားတယောက်ယောက်ကိုလမ်းခေါ်တာဖြစ်မှာပါအတွေ့နဲ့ခြေလမ်းများကိုဆက်လမ်းနေစင်မှာပဲခေါ်တန်းကနောက်တစ်ကြိမ်ထွက်လာပါသည်ဒီတစ်ကြိမ်မှာတော့ခေါ်တန်းကကျမ၏နောက်ကျောစီကနင်းနီးကက်ကက်ပေါ်လာသည်တို့ရှိ၏ ဒါနဲ့ပင် စူဇန်းလိုစိမ့်နဲ့လှည့်ကြည့်ရပါသည်။တမီးလေး။အော်အသက်50ဝန်းကျင်အမျိုးသမီးတူဦးသည်ကျမကိုတကယ်ပင်ရည်ညွန်းခေါ်ဆိုနေတာဖြစ်ပါသည်။သူ့မျက်ဝန်းများသည်ကျမကိုစူးစိုက်လျက်။နှခမ်းများကမဝတ်မရေဟန်ပန်ဆွတ်တော်လဲပြုံးများလျက်။သူ့ကိုတနေရာရာများ တွေ့ဘူးသလား။သောသောကျမနှင့်ယင်းဤတိကျန်သူမဟုတ်တာသိကြပါသည်။ အတော်ကမြောက်တကုံသွားခြင်းလိုပါကွယ်အဲ့ဒါအော်ကားမတိုင်ရှာမတွေ့လို့မေးချင်တာထင်ပါရဲ့ကျမရောက်နေတော့လမ်းတွယ်လေးဒီတာမွေအဝိုင်းထိတ်ကားမတိုင်နဲ့မဝေးတော့ပါဘီကားမတိုင်ကိုရှာရင်လမ်းပြောက်လေးသလားကားမတိုင်ကမဝေးတော့ဘူးအတော်ရဲ့ဒီဘက်ကသွားရင်ရောက်မှာပဲကျမလည်းသွားမလို့ပဲလိုက်ခဲ့ပါလားအမျိုးသမီးဤမျက်နာတွင်မသေးကွဲသောအပြုံးတစ်ချက်ပေါ်လာပါသည်။အဲ့ဒီပဲမှတ်တိုင်ကမသွားပဲ အဲဒီဘက်မှတ်တိုင်ကသွားမလို့သူညွန်းသောတစ်ဖက်မှာတာမွေចောင်းရှိမှတ်တိုင်ရှိသောဘက်ဖြစ်ပါသည်လမ်းမသိ၍မေးတာဟုထင်ခဲ့တော်လဲတကယ်တကယ်တော့မဟုတ်ပါလားသူကလမ်းကိုတိနေနေသူတကယ်တမ်းသူပြောချင်တာဘာများပါလဲကျမမျက်မှောင်များကြုံမိလေသလားမသိအမျိုးသမီးဤမျက်နာတွင်တောင်းမှန်တိုးရှိုးလိုဟန်ပေါ်လာပါသည်အဲ့ဒါလမ်းကြီးလေးနည်းနည်းလောက်အကူကြီးတောင်းမလို့ ပတ်စံအိတ်ကြပြောက်သွားတာနဲ့ဩဒီတစ်ချိန်တော့ဘာပြန်ပြောရမည်လဲရုတ်တရက်မတွေးနိုင်ဖြစ်ကကျမနှုတ်ဆွန့်သွားမိပါသည်ကြားဘူးသောဇက်လန်များစွာရှိသေးသည်မဟုတ်လားသူတို့ဒီဇက်လန်များကို မထက်အောင်ပြောတတ်ကြသည်ဟုကြားဘူးသည်ပွန့်ပွန့်လင်းလင်းငွေတောင်းခံတတ်သူများကိုသာကျမကကြုံခဲ့ဘူးသူပင်မျက်နာလွှဲသည့်အခါလဲရှိဘာမှမဖြစ်တော့ပါဘူးလေဟုတွေးကပေးဖြစ်သည့်အခါလဲရှိပါပေသည် ်ခုတော်ဇလန်းတစ်ခုသည်ကျမရှိကိုရောက်နေပြီ တွေ့ဝေနေသောမျက်နာမူရာကြောင့်ပဲလားသူကစကားဆက်ပြန်ပါသည်မယုံလို့လားခလေးရဲ့အတော်ကမယိုးမသားမပြောပါဘူးမညာပါဘူးတကယ်ကိုအပြန်လန်းစိတ်လိုနေတာပါမြောက်တကုံကုံနော်အခုမှပင်ကျမ၏အတိညာဏ်ကလင်းပွင့်လာပြီ အလွယ်ဆုံးဖြစ်မိဖြစ်ရှင်းနေကိုသိပြီကျမနဲ့လိုက်ခဲ့ပါနော် အဝိုင်းထိပ်မှတ်တိုင်မှာမြောက်ဒဂုံကိုတိုက်ရိုက်ရောက်တဲ့ကားတွေရှိပါတယ်။ကျမကကားပေါ်တင်ပေးလိုက်ပါမယ်။ဩတူမကမယုံဘူးကို သူကစိတ်မကောင်းဖြစ်ရင်ဖြင့်တက်ပြင်းရှိုက်လျက်ဆိုပါသည်။မဟုတ်ပါဘူးလမ်းကြုံနေတာပဲဟာဟိုဘက်မှတ်တိုင်ကမြောက်ဒဂုံကမရှိဘူးထင်တာပဲ။အတော်ကနှစ်ဆင့်စီးမှာဒီဘက်ကပဲစီးမှာ။ဩခက်ပြီ။သူကလည်းရှော့မိပုံမမြင်။မယုံသားဘူးဟုကျမတထစ်ချောက်ချက်ချလိုက်ပါသည်။ တကယ်တမ်းဒုက္ခတွေ့ရရင်တော့ဘယ်လောက်ပဲကုညီရပါစေဒီလိုအမှန်တိုင်မပြောတတ်သူများကိုတော့ကုညီလိုစိတ်မရှိလာပါလိညာချင်းကိုအားပေးသည်ဟူသာကျမမြင်ပါသည်လိုက်ခဲ့ပါတော့ရဲ့ကျမကားပေါ်တင်ပေးလိုက်ပါပါနောက်ဆုံးတစ်ကြိမ်ဟူသဘောထားကကျမထပ်ပြောမိပါသည်သူ့မျက်နှာပေါ်တွင်စိတ်မကောင်းဟန်ဆွတ်သောအပြုံကပေါ်လာပြန်ပါသည်အော်အတော့ကိုမယုံဘူးနော်တကယ်ဒီဘက်မှတ်တိုင်ကစီးရမှာမို့လို့ပါ အင်းလေပြီးတာပဲကျမကြောက်ခိုင်းလက်ထွက်ခဲ့ပါသည် သူကထတ်ခေါ်သေးသည်ကို ကြားရ၏လှဲ့မကြည့်လို့တော့ပြီဘာကြောင့်များအမှန်တိုင်းမပြောနိုင်ရတာပါလဲဝတ်ပုံစားပုံကဖြင့်ထင်ရက်ဆရာမရှိပါတိုက်ရက်သောဟန်ပန်ကိုပင် ပြန်မြင်ရောင်လာပါသည်ပွင့်လင်းရိုသားသည်ဟုမြင်ရသောမျက်နှာကျမခြေလမ်းများကိုဗျုံကနေရက်တန်ကနောက်ကျော်ဘက်သို့လှဲ့ကြည့်မိသည် သူကိုတော့ခက်အေးအေးပင်ဆက်လျှောက်ခါပတ်ဝန်းကျင်ကလူများကိုစကားဆိုရန်စူးစမ်းနေဟန်မြင်ရပါသည်တကယ်ပင် အကူကြီးလိုနေသည်ကိုရိုးရိုးသားသားပြောပြနေတာလားအမှန်တိုင်းပြောနေတာဆို ကျမမျက်နာလွှဲကင်ခြင်းသည်မှားယွင်းရာရောက်နေပြီငွေကလည်းဘယ်လောက်မှပေးရမှာမဟုတ်ပါပဲခြေလမ်းများကို နောက်ပြန်လှည့်ရန်ပြင်လိုက်ချိန်မှာပင် သူသည်လူတအူးနှင့်စကားဆနေပြန်သည်ကိုတွေ့ရပါသည် ဒါနဲ့ပဲမျက်နာတကယ်လွှဲခဲ့ရတော့သည်ကုညီလိုသူတွေ့လောက်ပါရဲ့သို့တော့လိုင်းကားပေါ်ရောက်သည့်အထိပင်ကုညီတင့်လျက်နဲ့မကုညီခဲ့မိတာများလားဟုတွေးစေလိန်ညာတာမဟုတ်ပဲတကယ်အကူညီတောင်းခဲ့တာများလားအတွေးများစွာရှုပ်ထွေးလျက်စိတ်ထဲမရှင်းလင်းလာသည်ကိုအိမ်ပြန်ရောက်လင်ဒေါ်လေးတို့ကိုပြောပြမိပြန်သည်ဒေါ်လေးကစကားဆုံးသည်နှင့်ဟက်ဟက်ပက်ပက်ပင်ရင်မောပါသည် ညီးကလည်းရန်ကုန်ကိုမနေ့တနေ့ကမှရောက်လာတာကြာနေတာပဲဒီလိုဇက်လက်မျိုးတွေကမဆန်းတော့ဘူးဟဲ့ဖနက်အပြက်ကြီးစီးပြီးဖနက်ပြက်လိုပါလို့အကူကြီးတောင်းတာမျိုးဈေးပန်းမောက်ကြတယ်ဆိုတာမျိုးစုံလို့ပဲဈေးလာကိုရင်နေပြန်ဖို့လမ်းစီပြတ်သွားတယ်ဆိုတာမျိုးလည်းရှိသေးတယ်စုံလို့စုံလို့ဟေးဟုရရမောမောဆိုပါသည် ကျမတည်းဒေါ်လေးပြောမှပင်စိတ်ထဲမတင်မကြနဲ့စိတ်မကောင်းသလိုအပြစ်မကင်းသလိုခံစားရသည်ကိုမေ့ဖြောက်နိုင်လာပါသည်။နှုံးမို့ဆိုရိုးသားဟန်ဆွက်သော ဖြူဖြူပြည့်ပြည့်မျက်နှာတစ်ခုကိုမြင်ရောင်မြဲဖြစ်ရအောင်မည်။ငါတော့အခုဘယ်သူပဲဒီလိုဇက်လန်းဆင်ဆင်လှဲ့မကြည့်တော့ပါဘူးကွယ်။အရင်ကတော့ဒီလိုပဲဟုတ်မလဲ။လမ်းဘေးမှာနက်နက်သီးတွေမှောက်ကြလို့ဆိုပြီးဘန်းကလေးကင်လို့ငိုးနေတဲ့ခလေးလေးလဲ တနာပြေမရှိရှိတဲ့ကြားကပေးဘူးတဲ့ကားပေါ်မှာစာရီလိုက်ဝေးတဲ့ကလေးတွေလဲတနာပြေအကြွေလေးရှိတာထုတ်ပေးတယ်အလုံးကိုတနာနေတော့တာပဲအခုတော့လဲဇလန်းတွေကြားရပန်းများတော့စိတ်ရှုပ်လာတာပဲဟဲ့အထူးသဖြင့်တော့ငါလာလိမ့်နေထင်လှဲ့ကိုမကြည့်ကြင်တော့တာဟုဒေါ်လေးကစကားဆက်ပါသည်ကျမကတော့ကမှတ်တိုင်များတွင် တွေ့ရတတ်သော ကလေးငယ်များကိုမြင်ရောင်နေပါသည်သူတို့ကထမင်းဘိုးလေးပါဟု ဆိုစဉ်တွင် ကျမ၌ကိုထမင်းတနတ်စာဖို့ထဲနင်းနေမြတာပါတိအခိုင်နှင့်ကြုံလင်းဘာကိုမှန်မသိအာနာကနေသည်ညထေထေမျက်နာလေးများတွင်မျက်လုံးများက ကြီးကန်းတောက်မောက်ဖြစ်ရသည်ကို စိတ်မကောင်းဖြစ်သည်သို့တော်ကျမဘာများတန်နိုင်ပါမည်နီတခါတလေတွင်တော့စားတောက်နေခိုင်အနားလာရသည့်အခါကလေးပိုက်စားလိုပါဟု ဆိုလာသည့်အခါစိတ်တူတောင်းခြင်းသည် ကလေးကပိုက်စာနေလိုပါဟုကလေးပြကပြောတတ်သောမိမများကိုမြင်ရလဲဘာပြန်ပြောရမည်မသိလက်တို့ကမပေးမချင်းအနားမှာရစ်တည်နေတတ်သောကလေးတို့ကိုမြင်ရလဲတနာတော်လဲစိတ်ရှုပ်လာတတ်သည်သွားပါအောင်ဟုဆိုရလင်လဲအာနာနေပြန်သည်ဒီနောက်ပိုင်းမှာတော့လဲအခက်ခဲကြုံရဟန်အကူကြီးတောင်းတလာတာတွေကို နီလန်းတသွဲပြောင်းတယ်လို့တွေ့လာရပါသည်ဇလန်းစင်သည်ဟုစိတ်မှထင်မြဲဖြစ်တော်လဲ အမူအရာက ပြည်ပြင်းလှလေရာ အခါများစွာဇဝေဇဝါဖြစ်လာရသည် ပေးမိသည့်အခါလည်းရှိ မပေးဘဲမျက်နှာလွှဲနေသည့်အခါလည်းရှိပါပေသည်ဘာကိုမှန်းမသိအပြစ်ဆိုခြင်းတို့စိတ်မသက်မသာလဲဖြစ်ရမည်လူနေမှုဘဝအတွေ့ခက်ခဲပင်ပန်းခြင်းသည်လိညာတတ်စေရန်ဖန်တီးပေသော နောက်ခံအကြောင်းအရာလားလူတို့၏ယောသားခြင်းကိုဆင်းရဲပင်ပန်းခြင်းကဖျက်ဆီးနိုင်သလားကျမမတွေ့တတ်ပါ ပတ်ဝန်းကျင်မှာတော့ဇလန်းများကိုတယောက်ပြောရင်တမျိုးကြားရမယ်။ဇလန်းများကခက်ဆင်စင်အမျိုးသားအမျိုးသမီးခလီစသဖြင့်ဇက်ကောင်တို့သာ ပြောင်းသွားကြသည်။သူတို့ပြောတတ်သောဇလန်းတို့သည်ရင်နာပွဲအတိပြီးနေတတ်သည်ကြာတော့လေကျမမှာတန်တရားစိတ်များလာပါတော့သည်တည့်ရက်မှာတော့ညနေခင်းကျမယုံကပြန်ရောက်လဲဒေါ်လေးကမနဲ့တုံးကပေါ့ဟုစကားဆပါသည်မိမတယောက်ဟဲကလေးလေးပို့လို့ ကလေးနေမကောင်းလို့စေယုံမပြကြန်တာတဲ့လမ်းစိတ်လေးနင်းနေလောက်ကိုညီပါတဲ့သားမီလေးကြည့်တော့တနာစရာဓာတ်နဲ့ပဲကိုညီလိုက်ပါမယ်လေဆိုပြီးတော်လေးဟာက တကယ်နေမကောင်းတာဟုတ်လို့လားဟိုကျမကစကားဖြတ်မေးလိုက်ပါသည်ငါလည်းတွေးမိတာပေါ့ကလေးကိုစန့်ကြည့်တော့ကိုကတော်တော်ကိုပူနေတာဟဲ့ဒါပေမဲ့လက်ထဲကိုငွေထည့်မပေးလိုက်ဘူးလမ်းထိပ်ထွက်ပြီးဥကိုကြီးတက္ကစီပေါ်တင်ပေးလိုက်ရတယ် ဥကိုကြီးလက်ထက်ကိုပဲတက္ကစီကတခါတည်းထည့်ပေးလိုက်တယ်။ကိုလဲကိုညီရတာစိတ်တန်သွားတာပေါ့။ဟိုဒေါ်လေးကအရက်တဝက်နဲ့ဆို၏။ဒီလိုဆိုတော့လေဒေါ်လေးစီစဉ်က ဟုတ်လို့ပါလားဟုကျမတွေးလိုက်ပါသည်။ဥကိုကြီးဆိုတာကလည်းဒေါ်လေးတို့လမ်းထဲမှာပဲနေသူ။ဖြစ်ရက်ကလည်းခက်ရိုးရိုးပါပဲ။အမှန်တကယ်အကူကြီးလိုအပ်၍အကူကြီးတောင်းသူများလည်းရှိမည်။ဒီလိုဆိုတော့လေကိုကြီးတို့ရော အကူကြီးတောင်းသူရောနှစ်ဦးနှစ်ဖက်အဆင်ပြေတာပဲပေါ့ တမန်ကရှန်ကနားထောင်ပြီးစီးသွားခဲ့သောဇက်လန်းသည်တနနက်ခင်းမှာတော့တကြော့ပြန်နိုးထလာပြန်ပါသည်အဲ့ဒီနနက်ခင်းကလမ်းထဲမှာဈေးကလေးစီကျမတို့သွားနေခိုက်ဒေါ်လေးနာမည်ကို ခေါ်၍နှုတ်ဆက်တန်းတစ်ခုက ပေါ်ထွက်လာပါသည်လှန့်ကြည့်လိုက်တော့ဥကိုကြီးပါပဲသူသည်ကျမတို့ရှိရာလမ်းဘက်ချမ်းကိုကူလာပါသည်ဒေါ်ထားတာဟိုတနေ့ကတက္ကစီငါပေးတဲ့မျိုးသမီးမှတ်မိသေးရဲ့လားမှတ်မိပါတယ်ဘာဖြစ်လို့တော့ ကလေးကတော်တော်ပဲအခြေအနေမကောင်းဘူးလားကလေးကတကယ်နေမကောင်းတာပါ နွမ်းနေတာပဲဒါပေမဲ့စိတ်ယုံတော့မရောက်လိုက်ပါဘူးဘာရဲ့ဒေါ်လေးပင်မကကျမမလည်းအံ့အားတက်တဲ့ဖြစ်သွားရသည် သူဆက်ပြောမည်စကားကိုလည်းစိတ်ဆောနေမိကြသည်လမ်းမကြီးပေါ်လဲရောက်ရောဦးလေးရဲ့တဲ့စိတ်ယုံမပို့ပါနဲ့တဲ့ဒီမှာပဲရက်ပေးပြီးကျမကိုကားကားတဲ့ကနည်းနည်းမျှပါလားတဲ့ ဥကိုကြီးကတစ်ချက်မျှရေမောလိုက်ပါသည်ကျုပ်လဲကလေးကနေမှမကောင်းတာသွားမှာပေါ့လို့ပြောရတယ်အဲ့ဒီတော့ဘာပြောတယ်မှန်လဲကျမတို့ရက်ွက်ထဲတဲ့ဆက်စီလေးဝဲတက်လိုက်ပါမယ်တဲ့ပတ်စံလေးသာနင်းနဲ့ခွဲပေးပါတယောက်တဝက်ဖြစ်ဖြစ်ယူကြတာပေါ့တဲ့ကလေးကိုမုံလေးပါလေးကြွေးကျင်သေးတာတဲ့ကောင်းရောဒီတော့ကျုပ်လဲဘယ်နေနိုင်မလဲကားရပေးရတာပေါ့ကဲမဲမင်းကြီးမရဲ့ခွဲရမင်းနဲ့အားလုံးသာယူသွားပြီတော့ဆိုပြီး2000လုံးပေးလိုက်တယ် ဒါနဲ့များညီစိတ်ယုံသွားမယ်ပြောနေရသေးသလားဆိုတော့ဒီလိုတက္ကစီပေါ်တင်ပေးမယ်မှမထင်ပဲတဲ့ဒေါ်ထားထားရေးဖြစ်ပုံကဟော့တော်ဒေါ်လေးနှုတ်ကအမေရိကန်ထွက်ကြလာသည်ဥကိုကြီးကတော့တဟာဟာရေမောလျက်ဒီခဏမှာတော့ကျမစိတ်ထဲအာနာတလို့ရှိရသည်မှာဒေါ်လေးဤမျက်နာတွင်ပြီးခဲ့သည့်တရက်စီတုန်းက တွေ့ခဲ့ဘူးသော ပီတိများကိုသာ ဖြစ်ပါသည် စပယ်ဖြူနု The Ladies Channel မေလာ2012ခုနှစ် Story Corner ကိုနาศင်အပိခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်